မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံကိုပင်စတန်ညီလာခံတန်ရဖို့ရောက်ရှိနေတဲ့အကြမ်းဖက်မင်းရောင်းလိုင်းကိုစန့်ကျင်ကန့်ကွက်ကြဖို့ GSCB တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတကာအတိုင်ဝန်ကိုခွေးတုပ်ပေါက်ကနေဝင်ဖို့ကြိုးပမ်းနေတဲ့မအာလာကိုမောင်းထုတ်ကြဆိုဆိုတဲ့ခေါင်းစဉ်နေ ထိုင်းဆိုရာကအစံဖက်စစ်ကောင်စီကိုအတိမတ်ပြုပြီးဘင်္ဂလားပင်လယ်အောက်ကန္နာဆောင်ဤပညာနှင့်စီးပွားရေးဖူပေါင်းဆောင်ရွက်မှုအစည်းအဝေးဖိတ်ကြားခဲ့မှုအပေါ်စက်တင်ကကွက်ကြောင့်ထွေထွေတပိတ်ပေါင်းဆက်ညီနိုင်အင်အားစု GSCP ကဒီကနေ့မှထုတ်ပြန်ပါတယ်။ AP 3ရက်ကနေ9ရက်ထိပြုလုပ်သွားမယ့်ဘင်စတက်အစည်းအဝေးတရောက်ဖို့အစံဖက်စစ်ကောင်စီကိုထိုင်းနိုင်ငံစီဖိတ်ခေါ်မှုအတွက်နိုင်ငံသားတက်ကြွလှုံ့ရှားသူတွေထိုင်းရောက်မြန်မာပြည်နေနဲ့တရက်တာအလုံးမစင်တာဒါမှမဟုတ်အနောက်ရောက်အုံဆောင်ဝစ်စင်ပြီးကန့်ကွက်တာလှုံ့ဆောင်ဖို့ GSCP ကတိုက်တွန်းထားပါတယ်။ မင်းအောင်လိုင်းက AB3 ရဲ့ဒီကနေ့မနက်ပိုင်းမှာမြန်မာစစ်တပ်ရဲ့စစ်တပ်အထူးလေးရင်နဲ့နေပြည်တော်ကနေဘန်ကောက်မြို့ကိုထွက်ခွာလာခဲ့ကတိုင်းဝင်ကြီးချုပ်ပြည်ထူတန်ရှင်နာဝဲရဲ့ဖိတ်ကြားချက်အရဘင်းစတပ်အစည်းအဝေးတက်ဖို့ရောက်ရှိလာခဲ့တာဖြစ်ပြီးဒီကနေ့ညပိုင်းမှာတိုင်းဝင်ကြီးချုပ်ရဲ့ဘင်းစတပ်ဖွဲ့ဝင်တွေအတွက်ဧကန်နဲ့ညစာစာဝဲကိုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။တိုင်းအတိုက်ခိုင်နိုင်ငံရေးအင်အားစုတွေကလည်းဝင်ကြီးချုပ်ပြည်ထူတန်ရှင်နာဝဲအနေနဲ့အစံဖက်မင်းအောင်လိုင်းကိုဖိတ်ကြားခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်တရားရှင်းပြဖို့လိုတယ်လို့ပြောဆိုထားပါတယ်။တိုင်းဆိုရရဲ့နိုင်ငံရေးဝင်ကြီးကတော့အင်ရှင်တိုင်းနိုင်ငံအနေ ီနဲ့ပင်စတပ်ဖွဲ့ဝင်နိုင်ငံခုနှစ်ခုစလုံးရဲ့ကောင်းဆောင်တွေကိုဖိတ်ကြားရမယ်တာဝန်ရဲ့ညှိဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။အင်အားပြင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ကြီးတေးကြီးပျက်စီးနေတဲ့အခြေအနေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်နိုင်ငံတကာရဲ့ဝေဖန်မှုတွေကိုကြုံတွေ့နေရတာဖြစ်တယ်လို့မြန်အွန်လိုင်းထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့သတင်းဖော်ပြမှုတွေမှာထိုင်းပြည်သူတွေကပါဝေဖန်ဆဲဆိုတာတွေရှိနေတာပါ။မနေ့က AP နေရနေ့မှာအစံဘတ်စစ်ကောင်စီကရက်ပေါင်း20ရာယီအပြင်းရထားမယ်လို့ကြေညာခဲ့ပြီးမြန်ဒီကနေ့မှာ တော့နိုင်ငံတော်ဝန်လေးကြောင်းတိုက်ခိုက်မှုတွေအပြင်မြေပြင်မှာခြေလင်းစစ်ကြောင်းထိုးတာတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချုံမြို့နယ်တောင်ခမ်းရွာရှိ900နှစ်စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သား3ဦးတနက်3လက်ယူဆောင်ပြီးအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်နောင်ကျုံမြို့နယ်တောင်ခန်းကျေးရွာရှိအကျန်းဘတ်စတက်ရဲ့900နှစ်တပ်စခန်းမှာအကျန်းဘတ်စစ်ကောင်စီတပ်သား3ဦးတနက်3လက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့ BSNF DNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောပါရယ်။မလ28ရက်နေ့နေ့လယ်3နာရီခန့်မှာတောင်တပ်မတော် DNL တပ်ဖွဲ့ထံစစ်ကောင်စီတပ်သား3ဦးကတနက်3လက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာလည်း၎င်းတို့ဦးဆောင်ခဲ့တဲ့ပိုကြီးအစင်းရှိသူတောင်ကလည်းတည်ဆောင်ခဲ့ပြီးဦးဆောင်မဲ့သူမရှိလို့ထွက်ပြေးလာခြင်းဖြစ်ကြောင်းအလင်းဝင်ရောက်လာစဉ်ပြောဆိုခဲ့ကြောင်းသိရ ပါတယ်။တောင်တက်မတော် TNL တပ်ဖွဲ့တန်းလာရောက်ဝင်ဝင်တဲ့စစ်ကောင်စီတပ်သား3ကို PS11 TNL ဖွဲ့ကထိမ့်သိမ်းကာကွယ်စောင့်ရှောက်သွားမှဖြစ်ကြောင်းပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ12ရက်နေ့ကလည်းတီဘောမျိုးအခြေဆိုင်တပ်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံခြေမြန်တိုင်ရင်903နဲ့940စခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ဆင်ဖမ်းဆီးရမိတဲ့တပ်မိသားစုဝင်190တောင်ကို PSLF TNL ကလူသားချင်းစာနာထောက်ထားသောအဖြစ်ပြန်လွတ်ပြီးခဲ့ကြောင်း PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကပြောကြားခဲ့တယ်လို့သတင်းမှဖ ဖော်ပြပါရှိပါတယ်ရှင်။အမြောက်တက်အနီကိုတန်ဆုံလာတဲ့စစ်ကြောင်းကိုလေကြောင်းမှမှာရင်ပုံကျဲပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တိစုံမှုများပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းဟင်္ဒရာထိုင်အင်ကပူမျိုးနဲ့ကွင်းကောက်ဘတ်ချံပန်းတော်ကြီးကျေးရွာကိုတန်ဆုံလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုလေကြောင်းမှမှာရင်ပုံကျဲခဲ့ကြောင်းသိရပါတယ်။ပန်းတော်ကြီးကျေးရွာပေါ်လုံကွဲအနီတပ်ဆုံလာတဲ့စစ်ကြောင်းကိုမနေ့ကမလ24ရက်နေ့မှာစစ်ကောင်စီကလေကြောင်းမှပုံကျဲမိတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစုံမှုတွေများပြခဲ့ကြောင်းဒေသတရင်အရေးမြစ်တွင်စီကသိရပါတယ်။ တက်ဆုံလာတဲ့စစ်ကြောင်းကိုလင်ကြောင်းမှမှားခြင်းတာစစ်ကြောင်းတစ်ခုလုံးနှီးပါတည်သွားတယ်အမြောက်တက်ဆုံလို့တော့ပြောတယ်လို့ဒေတာသတင်းအရှင်မြစ်တွေကပြောပါတယ်မြောက်ဆန်းအမြောက်တက်344ရဲ့အဓိကအမြောက်တက်ဆုံကတော်လိုင်းပူပေါင်းတပ်ဖွဲ့ရင်းရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်မြောက်ဆန်းအမြောက်တက်အနီးတီတရွာချင်းတက်ဆုံလာရပြီးမနီကပန်းတော်ကြီးရွာပေါ်လုံးကွင်းအတွင်းအခြေပြုတက်ဆွဲလိုက်ကြောင်းသိရပါတယ်တက်ဆုံလာတဲ့အမြောက်တက်ဆုံကိုတော်လိုင်းတပ်ဖွဲ့ရင်းကထိုးစစ်ဆင်တိုက်ခိုက်နေရစစ်ကောင်စီကလေကြောင်းမှပုံချင်းခုခံနေပြီး၎င်းတို့စစ်ကြောင်းကိုမောင်ရင်ပုံချင်းချမိခြင်းဖြစ်ကြ 听呀，娃哩。 အဲ့ဒီဘက်ကလက်ရှိမှာဖုန်းလိုင်းတွေပြက်နေပြီးလိုင်းတိချမရဘူးဖြစ်နေတာစစ်တောင်းပေါ်ကိုလင်းရင်ကမှားပြီးပုံကျဲမိတာအတော်တည်ရေတေတာတော့တေကြတယ်အရေးအတွက်အတိကြတော့ဖုန်းလိုင်းမရတဲ့အတွက်စုံစမ်းနေလို့မယ့်လို့ဘူကြီးစင်ရောကအတည်ပြုပြောကြားပါတယ်စစ်ကောင်စီရဲ့အမြောက်တပ်သားမကစကန်းငယ်တချို့ကွင်းကလေးရွှေလောင်းချင်းကျင်းရွာမှာအကွေးပင်တောင်းနေမကြီးကုန်းကျင်းရွာတွေတိတက်ဆုပ်ပြီးစာတင်ကြောင်းတွေတွင်အခြေပြုနေထိုင်ကြောင်းသိရပါတယ်အမြောက်တပ်နဲ့ကလင်းရဲ့စစ်ကောင်စီရဲ့တီတာကုန်းပြန်စကန်းကိုတော်လိုင်းပူပေါင်းတက်တွင်လာရောက်တိုက်ခိုက်ရမှာကိုစိုးရင်နေပြီးခံစစ်ပြင်ဆင်နေကြောင်းသိရပါတယ် ်လက်ရှိမှာရခိုင်ယူမအစံနဲ့ရေကြည်လေးမျက်နှာတို့ကြားတိုက်ပွဲများပြင်းထန်လာပြီးဒေသခံများမတိုင်းချောင်းမြို့ပေါ်နဲ့ရေကြည်မြို့တွေအတွင်ကိုစစ်ပြီးရှောင်းထွက်ပြေးနေရကြောင်းဒေသခံတွေစီမံတင်ရပါတယ်ဆက်လက်ပြီးကာကွယ်ဘက်ချက်ဘူ300လို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်တည်ငြိမ်ရေးအတွက်ဆောင်ရွက်ရမှာကာကွယ်တပ်ဖွဲ့တွေရဲ့စွမ်းရည်နဲ့စွမ်းအားမြင့်တင်နိုင်ဖို့အတွက်ဘက်ချက်ငွေများတုံးဆွဲရကြောင်းစစ်ကောင်းဆောင်ပူဇော်မှုကြီးမြောင်းလိုင်းကပြောပါတယ်မနေ့ကနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စင်ဥက္ကဋ္ဌယုံမှာ2025 2026 2026ဘဏ္ဍာရေးနှစ်အတွက်ရေးဆွဲထားတဲ့ပြည်ထောင်စုရဲ့ရှားသောခံမှန်ချင်းငွေစင်းနဲ့ပြည်ထောင်စုရဲ့ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေချမ်းတို့ကိုဆွေးနွေးအတည်ပြုမယ်ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာပြောကြားခဲ့တာပါ ဖန်နာငွေတွေကိုပြည်ရင်းရေးကာကွယ်ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာအသုံးစိတ်တွေတိုးမြင့်ပေးလျက်ရှိကြောင်းအဲလိုတိုးမြင့်ပေးခြင်းမှာနိုင်ငံတော်တည်ဆောင်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းငွေကြေးလည်ပတ်မှုတွေကောင်းမွန်လာကကနိုင်ငံစည်းဝေးကိုမြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်းဝင်ကြီးဌာနများတိုင်းနယ်နဲ့ဆက်အစိုးရဖွဲ့များအနေနဲ့ဘတ်ဂျက်များရတာရမှာအမှန်တကယ်အသုံးပြုနိုင်မယ့်ပမာဏကိုရှာထားဆောင်ရွက်လို့ရကြောင်း၎င်းကဆိုပါတယ်အဆိုပါအစည်းအဝေးမှာကြိုတင်မမျှော်မနိုင်တဲ့တဘာဝဘီအန်ရဲ့ကာကွယ်ရေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးနေရဲဆုံးကပြည်သူများရဲ့စာဝတ်နေရေးနဲ့အုပ်ချုပ်မှုစ ဆိုင်ရာကိစ္စတွေအတွက်အရေးပေါ်ရန်ပုံငွေကိုပြည်ထောင်စုမှငွေကျပ်ဘီလီယံ200နေပြီးတော့ကောင်စီပါဝင်တိုင်းဒေသကြီးပြည်နယ်တွေမှာငွေကျပ်1ဘီလီယံစီနဲ့ငွေကျပ်15ဘီလီယံစုစုပေါင်းငွေကျပ်215ဘီလီယံခွင့်ပြုထားကြောင်းဖော်ပြထားတော်လဲကာကွယ်အသုံးစိတ်နဲ့ပတ်သက်ပြီးဖော်ပြထားခြင်းမရှိပါဘူးအာဏာသိမ်းပြီးနောက်2020-2023ဖန်နိုင်နှင့်ပြည်ထောင်စုရဲ့နောက်ထပ်ဗန္နာငွေခွဲဝေသုံးစွင့်ဥပဒေပြဋ္ဌာန်းရာမှာကာကွယ်ရန်ပုံငွေကို2600ဘီလီယံကျပ်နဲ့အများဆုံးချပေးခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာစပြီးကာကွယ်ဘတ်ဂျက်ကိုတည်ရဝင်ထုတ် ပြန်ထားခြင်းတော့မရှိပါဘူး။နိုင်ငံအနှံစစ်မျက်နှာဖွင့်ထားတဲ့စစ်ကောင်စီကတိုင်းဒေသနဲ့ကင်တက်တွေနဲ့တော်လိုင်းပူပေါင်းတက်တွေကိုအပြင်းထန်တိုက်ခိုက်ဖို့စစ်လက်နက်ပစ္စည်းတွေကိုရုရှား၊ဘယ်လာရုစ်အပါအဝင်နိုင်ငံတကာမှဝယ်ယူဖို့ငွေကြေးအမြောက်များအသုံးပြုလျက်ရှိပါတယ်။ဆက်လက်ပြီးလဝါချင်းရွာမှာတိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မလ25ရက်နေ့နေ့လယ်12နာရီဝန်းကျင်မှာစပြီးကချင်ပြည်နယ်ကမိုင်းမြို့နယ်လဝါချင်းရွာစတင်ကြောင်းမှာတက်ဆွဲထားတဲ့ဦးမင်းစီတန်ဦးဆောင်နဲ့ဝါရာစွမ်းပြည်သူစင်အပါဝင်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့ကရင်တပ်မဟာနယ်လောက်ကန်တပ်ရင်း20လို့ကြားတိုက်ပွဲများစတင်ဖြစ်ပွားနေပြီးဒေသခံပြည်သူများနီးစပ်ရာတောတောင်တွေကိုထွက်ပြေးနေရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မလ23ရက်2025ရက်နေ့မှာလည်းကချင်ပြည်နယ်ကာမိုင်းမြို့နယ်ကာမိုင်းမြို့ရှိစကားစာပြူဟာကုန်းမှာစစ်ကောင်စီတပ်သားတွေနဲ့ကာမိုင်းရှမ်းနေပြည်သူစစ်တပ်ဖွဲ့ဝ င်းကြီးကကမိုင်းဖားကန်လမ်းမပေါ်ရှိမဦးပင်ကြီးရွာမှာအပြင်းမဲ့ရွာသား20ခန့်ကိုမတရားဖမ်းဆီးခေါ်ဆောင်သွားပြီးမလ25ရက်နေ့မှာပြန်လည်လွတ်ပြေးခြင်းမရှိသေးကြောင်းဒေသခံတရင်အရင်းမြစ်တွေကပြောပါရယ်ဖန်စီခေါ်ဆောင်သွားခံရသူတွေမှာတင်ဦးအကြီးကန်နှင့်ဒေါ်လပြရွယ်၃ဒေါ်အကြီးကော၄မတ်တသွင်အောင်၅ကိုဆန်ရှင်၆ဒေါ်ရဲပါ၇ဒေါ်မီတုံခါရာရှင်ကိုကျော်မျိုးဦး ကိုဒေါ်အကြီးခါမိုင်တဆင်ဒေါ်အစတာစတင်ဒေါ်ခေါင်နန်စနေမောင်လဟဲဆိုင်တန်စတ်စတောင်းမောင်လဟဲမျိုးလန့်နဲ့အခြားအမည်မသိငါးဦးတို့ဖြစ်ကြောင်းသိရပါတယ်။နောက်ဆက်တွဲသတင်းတွေရအဆက်အသွယ်များပဲပြောင်းဆောင်နေတဲ့နောက်ထပ်ရွာသား၁၈ဦးခန့်ရှိရလို့သတင်းမှဖော်ပြထားပါတယ်ရှင်။